ျွန်တော်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့မြမရာဇဝင်တွေကကျက်စစ်သားကြီးတွေးစာနေတော့လန်သို့မဟုတ်အရိန်နမရဲ့အနိမခေါ်တန်းလို့ခေါ်တဲ့ဇလန်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ထုံးစံတိုင်း channel လေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်။ကျွန်တော်နာမည်တန့်ထိုက်ပါကျွန်တော်ကရှေးအောင်သူတင်နာဘာသာရပ်ကိုစိတ်ဝင်စားသူတို့ဦးပါကျွန်တော်ဒီစာကိုရေးနေတဲ့အချိန်မှာတော့ ကျွန်တော်ရဲ့ညာဘက်တက်ကတုံရင်နေတော့မှပဲစာဖတ်သူလူယုံရင်ယုံမြုံရင်နေကျွန်တော်အခုပြောမယ့်အဖြစ်အပျက်တွေကလွန်ခဲ့တဲ့9နှစ်ကကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အမှန်တရားတွေပါပကံခေရဲ့အကြီးအကျယ်ဆုံးဘုရင်တစ်ပါးဖြစ်တဲ့ကျန်စစ်သားမင်းကြီးပိုင်ဆိုင်ခဲ့ဘူးတယ်ဆိုတော့အရိန္ဒမလှန်တော်ကိုရှာဖွေခဲ့တဲ့ခီးတဲ့ဟာကျွန်တော်တို့လူတစုအတွက်တော့အသက်နဲ့ရင်းပြီးပေးဆက်ခဲ့ရတဲ့ငရေကန်းတစ်ခုဖြစ်ခဲ့ပါတယ် ကျွန်တော်ကိုဒီခီးစဉ်အတွက်စတင်စီးရုံးခဲ့တဲ့သူကတော့ဥဇော်လင်းဆိုတဲ့ရှေးအောင်ပြစီစူဆောင်းတဲ့တတိတယောက်ပါသူကဒီလန်တော်ရဲ့တံမိုးနဲ့အစွမ်းကိုသိချနားလည်ထားတဲ့တူပါဥဇော်လင်းကရိန်နမလန်တော်ကိုရရှိခဲ့တယ်ဆိုရင်ကဘာဘောကရှေးအောင်ပြစီမောင်ကိုဈေးကွက်မှာဘီလီယံနဲ့ချီတဲ့ငွေကြေးတွေရနိုင်တယ်လို့ယုံကြည်ထားပါတယ်ရိန်နမလန်တော်ဟာအနော်ရထာမင်းကျန်စစ်သားမင်းတို့လိုသူရဲကောင်းဘီရင်နဲ့အသုံးပြုခဲ့တဲ့ လက်ဆောင်လက်နက်လို့ဒဏ္ဍာရီမှာဖော်ပြကြပါတယ်။အရင်ကမှဆိုတာတိုက်ခံမှန်သမျှကိုအောင်မြင်သေးပြီးကိုင်ဆောင်တကူအတုမရှိစွမ်းရည်ပေးစွမ်းနိုင်တယ်။ဒါပေမဲ့သမိုင်းမှတန်းနေရဒီလဟာတာမန်လက်နက်မဟုတ်ဘူး။ပကံခက်မတိုင်းခင်ကအယူစုနံများရဲ့သွေးနဲ့စီရင်ထားတဲ့လက်နက်လို့ဆိုကြတယ်။အဲ့ဒီအတွက်အသုံးပြုသူတိုင်းသွေးဆုံးရမယ်။အနေဆုံးတော့လူသွေးကိုတောင်းတတယ်လို့မှတ်တမ်းအချို့မှာပါရှိခဲ့ပါတယ်။ ျွန်တော်တို့အဖွဲ့ထဲမှာဥစော်လင်းငွေကြေးပံ့ပိုးသူဒေါ်ရီမော်ရှေးအောင်သမိုင်းပညာရှင်နတ်စာပါရကိုကျွန်တော်တန့်ထိုက်မတန်းယူသူဘိသူကပညာရှင်နဲ့ဦးကျော်မင်းဒေသခံလမ်းမြအကူအညီဆိုပြီး၄ယောက်ပါပါတယ်ဒေါ်ရီမော်ကအစာကလေးကတတိပေးခဲ့ပါတယ်တန့်ထိုက်ဒီလက်နက်ကယရနာမဟုတ်ဘူးသူကဂျိန်စာတစ်ခုကန်ဆောင်တဲ့သူရဲ့အလိုရမတ်ကိုအကြီးဆုံးပုံဖော်ပေးလိမ့်မယ်ဒါပေမဲ့ပုံဖော်ပေးပြီးရင်တော့ အဲ့ဒီလူရဲ့အသက်ကိုရယူလိမ့်မယ်တဲ့ဥဇော်လင်းကတော့သူ့ရဲ့ဆရာထက်တန်မှုကြောင့်ဒီတတိပေးချက်တွေကိုလုံးဝကြီးမဆိုင်ခဲ့ပါအောင်ကျွန်တော်တို့ရဲ့ပြစ်မှတ်ကပုပ်ပားတောင်ကြီးရဲ့အရှိမြောက်ဘက် လူသူဝေးတဲ့တောင်ကုန်းတစ်ခုပေါ်မှာတည်ရှိတဲ့ပကန်းခေတ်အောက်ခဲစီရီပြကြီးတစ်ခုပါအဲ့ဒီစီရီပြကမြေပုံမှသာပါဝင်ပြီးလက်တွေမှာတော့နှစ်ပေါင်းများစွာကလေးကတစ်ပင်ခြုံရွေးပြီးပိတ်ဖုံးလို့နေပါပြီကျွန်တော်တို့ခရီးစတင်ခဲ့တဲ့အချိန်မှာຫນွေဥကာလာ ကံပတ်ဝန်းကျင်ကမြေတွေကပူပြင်းပြီး၆သွေနေတယ်။နေအောင်ကြီးကမခံမရနိုင်တော့အောင်ဆူးရှာတယ်။၃ရက်လောက်ဖြီးပြင်းနေရတယ်။အခက်ခဲပေါင်းစုံကြော်ဖြတ်ပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ကကြီးမန်းချက်ပန်းနိုင်ကိုရောက်ခဲ့တယ်။ဇေဒီပြည်ကြီးကတောင်ကုန်းအလယ်မှာမမမမရှိနေခဲ့တာပါ။ဒါပေမဲ့ထူးခြားတာတစ်ခုကဇေဒီပတ်ဝန်းကျင်မြေပြင်တစ်ခုလုံးဟာတဘာဝတိုင်းကြီးထွားလာတဲ့ခြုံတွေတွေမဟုတ်ပဲ။ စုံတစ်ယောက်ကတတ်ထားတဲ့အပင်ကြောက်တွေလိုအယောင်မဲမဲအပင်သေးတွေနဲ့ဝန်းရံနေတာပါပဲ။ဘဝဉဉ်လေးတို့ကလည်းမုန်းချက်နေပြီးအသက်ရှူတော်တော်ခက်တယ်။ဦးကျော်မင်းကအဲ့ဒီနေရာကိုမြင်တော့ချက်ချင်းမျက်နှာပြက်သွားတယ်။ဆရာတို့ဒါကပကံခိကအဆောင်လျှောက်တွေနှကြီးတဲ့နေရာပါ။ဒီနေရာကအရင်မူလလူတွေဝင်မှုတယ်။ဘသူမှပြန်မထွက်လာကြဘူး။အဲ့တော့ဦးစုံလေးကနှာခေါင်းရှုံလိုက်ပြီ။ဖေ။အပေါ်လေလာပြောမလို့နဲ့ လန်တော်ရှိမဲ့နေရာကိုသာရှာဆန့်กว่าလို့အမိန်ပေးလိုက်တယ်။သူ့မျက်လုံးတွေထဲမှာယတနာကိုလိုချင်တဲ့လောဘအချိန်ကတောက်လောင်နေတယ်။ဒေါ်ရီမွန်ရှာဖွေလာတဲ့ကြောက်စာမှတ်တမ်းအရလန်တော်ကိုဇီရိုရဲ့အောက်ခြေမြေရောက်ပိမှန်မှာထားရှိကြောင်းသိရတယ်။ကျွန်တော်တို့ဇီရီရဲ့အရှိတ်အဝါနေရာတစ်ခုကိုဖောက်ပြီးဝင်ခဲ့ကြတယ်။ဇီရီထဲကိုရောက်တော့လေရူးကအပြင်ကပူအိုက်နေတာနဲ့စန့်ကျင်ဘက်အေးဆက်ဆက်နဲ့မဲမောင်နေရှေးအောင်အုံနဲ့ရွှွန့်လွန်နေအပြင် မိသူကဲ့သို့အနံ့မျိုးကပါလှိုင်ထတယ်ကျွန်တော်တို့ဓမီတွေကိုဖွင့်လိုက်ကြတယ်အတွင်းနေရာမှာပကံခိနေရန်ပကြီးတွေမြင်ရတယ်ဒါပေမဲ့ပုံတွေကတာမန်ဗုဒ္ဓဝင်ပကြီးတွေလိုမဟုတ်ပဲလူသားတွေကိုနှိမ့်မနှိမ့်ဆက်နေတဲ့ပုံတွေမျက်လုံးပြူးပြူးနဲ့နတ်ဘလူးပုံတွေပါပါနေဒေါ်ရီမုံကလက်အုပ်ချပြီးတွတ်တွတ်နဲ့ရေရွတ်နေဒါနတ်တွေဆောင်တဲ့ဗိမာန်ပဲဒီနေရာကိုတွေးတောင်းတန်းလို့ခေါ်ကြတာ မြေရောက်ခန်းစီဆင်းသက်ဖို့အုံနေခဲ့လေကအကွေအကောက်တိုင်းဆင်းလာခဲ့ကြတယ်တော်တော်ဝေးဝေးကိုဆင်းခဲ့ကြရတာပါဗျာလေကဟိုးအောင်ဆုံးမှာကြောက်တကားကြီးတစ်ချက်ကိုတွေ့ရတယ်ကြောက်တကားမှာကြောက်ဆင်းအောင်အသားဆိုင်လို့အရာဝတ္ထုတွေနဲ့ရေးဆွဲထားတဲ့မန္တန်အခေယာတွေပါနေဦးစော်လင်းကကြောက်တကားကိုခွဲဖို့အတင်းချက်အမိန်ပေးတယ်ဦးကျော်မင်းကအကြောက်လုံးပြီးပြန်လှည့်ပြေးဖို့လုပ်တယ်။မတော်ကြနဲ့။မတော်ကြနဲ့ အထက်မှာအသက်ရှိတဲ့အရာတခုကိုရှိနေဦးစော်လင်းကဦးကျော်မင်းကိုတိုက်နှက်နဲ့ချိန်လိုက်တယ်ဟဲ့ကမင်းအနောက်ဘက်လှည့်တာလည်းငါပြတ်တတ်မယ်ငါပတ်စံအကုန်ကြခံထားတာရဲ့အားလုံးမင်းကြောင့်မပြတ်စည်းစေရအောင်အဲ့ဒီလိုချိန်ချောက်လိုက်တယ်ဦးစော်လင်းကလောဘတွေတက်ပြီးသူ့ကိုမျက်ကန်းဖြစ်စေပြီလေကြောက်တကားကိုဖောက်တော့အခန်းငယ်တစ်ခုကိုတွေ့ရတယ် အခန်းရဲ့အလယ်မှာတော့သွေးရောင်တစ်ဖက်ဖက်တောက်နေတဲ့မိတိုင်းလိုလိုအရာတစ်ခုကိုအဆောင်အယောက်ကြောက်ရွံ့ကြီးနှစ်ယောက်ကဘေးကနေကင်ထားတယ်။အဲ့ဒီအရာကတော့အရိန်နမလှန်တော်ပါ။လှန်တော်ကတာမန်တန်နေနဲ့လှုပ်ထားတာမဟုတ်ဘူး။အနှက်ရောင်တိုင်လင်းကြောက်လိုလိုဒါမှမဟုတ်နှစ်ပေါင်းထောင်ကြီးခဲသွားတဲ့သွေးဆိုင်လိုတင်းမာနေတဲ့အရာဝိတ္ထုတွေနဲ့လှုပ်ထားတာ။ဓမ္မဥယောင်းလိုမဟုတ်ပဲ။ အစိုးနှစ်ဖက်မှာခြုံထွက်တဲ့အသွားတွေပါနေပြီးလမ်းရဲ့အလဲပေါ်မှာတော့သွေးစိမ့်ရှင်ရင်စီးဆင်းနေသလိုအနီရောင်အစိမ်းရောင်တွေတစ်ဖက်ဖက်နဲ့တောက်ပါနေအခန်းထဲကလေထုကလည်းအရန်အိတ်ဆက်လာပြီးအနံ့သိုးတစ်ခုကနှာခေါင်းထဲကိုဝင်ဆူးလာတယ်အခန်းထဲမှာလည်းအနီရောင်တွေအရန်တောက်ပါနေအဲ့ဒါကကွဲအနေနဲ့အယုံနဲ့နဲ့လက်ဆက်တဲ့သွေးနဲ့ရောနေတဲ့အနက်တွေ့ပြီငါရဲ့အရင်းနှမား ဒါငါရဲ့ပိုင်ပစ္စည်းဥဇော်လင်းကအယူတယောက်လိုအော်ဟစ်လိုက်ပြီးအရိန်နမလှန်တော်စီပြေးသွားတယ်။ဒေါ်ရီမုံကနောက်ကနေဆွဲထားတယ်။ဥဇော်လင်းမတော်နဲ့လှန်တော်ရဲ့အဆောင်ချောက်ကိုကြည့်ပါဦး။ကျွန်တော်တို့လှန်တော်ဘေးနားကချောက်ရုပ်တွေကိုကြည့်လိုက်တယ်။အဲ့ဒီချောက်ရုပ်တွေကမဟာနဗလူးတွေရဲ့ပုံစံကိုထုလုပ်ထားတာမျိုးမဟုတ်ပဲလှန်တော်ကိုထိမိခဲ့လို့တည်ဆုံးသွားတဲ့ရှေးလူသားတွေရဲ့ပုံစံနဲ့ကြောက်ရွံ့တွေဖြစ်နေတယ် တို့ရဲ့မျက်လုံးအိမ်တွေမှာဗရမ ्या စာတွေမြုပ်ထားတယ်။အထိတ်တလန့်ဖြစ်စရာကောင်းတာကအဲ့ဒီကြောက်ရွံ့တွေကတရုတ်ကဥကြုံမင်းရဲ့ပုံစံနဲ့တပုံစံနဲ့ဖြစ်နေတာပါပဲ။ဥဇော်လင်းဟာကြောက်စိတ်ကိုလောဘနဲ့ပုံကွယ်ပြီးကြောက်ရွံ့တွေကြားတဲ့ကနေလန့်တော်ကိုဆွဲထုတ်လိုက်တယ်။လန့်တော်ဟာနှစ်ထောင်ကြီးအပိတ်ခံထားရတဲ့အရာတစ်ခုဖြစ်ပေမဲ့လန့်ကိုဆွဲထုတ်လိုက်တဲ့အချိန်မှာတန်ကြီးတန်အကွဲတန်တွေလုံးဝမကြရဘူး။ ိုးသားလေးလိုချောချောမွေ့မွေ့နဲ့ထွက်လာတယ်။လန်တော်ကိုလက်နဲ့ကင်လိုက်တဲ့ဥဇော်လင်းကရုတ်တရက်ငြိမ်သက်သွားတယ်။သူ့ရဲ့မျက်လုံးတွေတဖြည်းဖြည်းမှေးဆင်းသွားပြီးတော့တစ်ခုလုံးတုန်ခါလာတယ်။ငါမနိုင်မီမအောင်မြင်မီသူ့အတန်ကလူအတန်မဟုတ်တော့ပဲ့တင်တန်ထက်နေတဲ့အာကြီးရဲ့ဩဇာတန်တစ်ခုဖြစ်နေတယ်။ဒေါ်ရီမွန်ကဥဇော်လင်းပြန်လာပါအဲ့ဒါခမည်းစိတ်မဟုတ်ဘူးလို့ပေါ်ပြောတယ် ဥဇော်လင်းကသူ့ကိုပြန်လှည့်ကြည့်လိုက်တယ်။အရင်ကမှလှန်တော်ရဲ့အလင်းအောင်ကဥဇော်လင်းရဲ့မျက်နှာပေါ်ကိုထိုးချတယ်။မျက်နှာမှာသွေးကြောတွေထောင်လာပြီးဘဇက်ကနေအကြီးတန်းတဲ့အပြုံးတစ်ခုကိုပြုံးလိုက်တယ်။ပြီးတော့အရင်ကမှလှန်တော်ကိုဝှေ့ရမ်းလိုက်တယ်။ရုပ်တရက်လှန်တော်ရဲ့အဖျားကနေအနှံ့အောင်အငွေတန်းတွေထွက်လာပြီးဒေါ်ရီမိုးရဲ့မျက်နှာကိုရိုက်ခတ်လိုက်တယ်။ဒေါ်ရီမိုးချက်ချင်းလဲကျသွားပြီးသူ့လက်နဲ့မျက်နှာကိုဖိကင်ထားတယ်။ဒေါ်ရီမိုးရဲ့သွေးတွေက သူ့ရဲ့လက်ချောင်းကြားတွေကနေစီးကြလာတယ်။ဘိုးကြီးမဟုတ်တတိတည်းသွားပါပြီ။ငါ့ကိုအပြစ်တင်ခဲ့တဲ့လူတိုင်းသိရမယ်။ငါ့ကိုဝေဖန်ခဲ့တဲ့လူတိုင်းသိရမယ်။ဥဇော်လင်းကယူသွင်းနေတဲ့ရှင်ဘီရင်တပါးလိုဟစ်အော်ပြီးလမ်းတော်ကိုဝေရမ်းလိုက်တယ်။ကျွန်တော်ကြောက်လန့်တကြားနဲ့နောက်ဆုတ်လိုက်တယ်။ဒါပေမဲ့ဒါကိုဥကြုံမင်းကတတိထားလိုက်မိတယ်။ဥကြုံမင်းကအခန်းထောက်မှာလှည့်အိမ်နေပြီးပါးစပ်ကနေအမြုပ်တွေထွက်နေတယ်။ သူကသွေးတောင့်တဲ့အစွမ်းနဲ့ယူသွတ်သွားတဲ့ဥဇော်လင်းကိုကြည့်နေတာမဟုတ်ပဲလန်တော်ရဲ့အနှံ့အောင်တလင်းကြောင်အောက်ခြေကိုကြည့်နေတာပါလန်ရဲ့အောက်ခြေမှာသွေးစက်တွေစိကျနေပြီဥကြောင်မင်းရဲ့နှလုံးသွေးတွေကိုဆုပ်ယူနေသလိုပါပဲကျွန်တော်အခုမှသဘောပေါက်တော့တယ်အရင်ကမှလန်တော်ဟာကင်ဆောင်သူကိုဆွမ်းအပ်ပေးပြီးလောဘကိုကြီးမားစေတာမှန်ပေမဲ့ဖေးဆက်ဖို့အတွက်လက်နက်စီမှာသွေးတွေအများအားစီးဝင်နေရမယ် လန်တော်ဟာအစွမ်းရဖို့အနီးနားကလူတွေရဲ့သွေးတွေကိုတောင်းဆိုနေတာတန်ထိုင်မင်းငါနဲ့အတူတူဘယင်လောက်ရအောင်ဥဇော်လင်းကလန်တော်ကိုခိုင်လိုက်ရကျွန်တော်စီတရွတ်ရွတ်တိုးလာတယ်သူ့ပုံစံကလူမဟုတ်တော့သူ့မျက်လုံးတွေကရိန်နမလန်တော်လိုပဲနေရဲတောက်ပါနေကျွန်တော်ဓမီနဲ့ဥဇော်လင်းရဲ့မျက်နှာကိုထိုးလိုက်တယ်အလင်းရောင်ကြောင့်သူခဏမျက်စိစူးသွားတယ်အဲ့ဒီအခိုက်အတန့်ကိုကျွန်တော်အခွင့်ကောင်းယူပြီးကြောက်တကားပေါက်စီကိုအတင်းပြေးထွက်လာခဲ့တယ် မြေအောက်လှေကားအတိုင်းပြေးတက်လာတော့အနောက်ကနေလန်တော်ရဲ့လေခွင်းတန်တဲ့လူဦးစော်လေးရဲ့ယူသွနေတဲ့ရည်တံကိုကြားနေရအပြင်ရောက်တော့နေအောင်ကြီးကပြင်းထန်နေပြီမဲ့အိတ်ဆက်တဲ့ကြောက်ရွံ့မှုကကျွန်တော်ရဲ့အဖူချိန်ကိုတော့မခံစားရအောင်လုပ်နေတယ်ကျွန်တော်နောက်လှည့်မကြည့်ရဘူးဗျာကားစီကိုတရွတ်တိုက်သွားပြီးကားကိုဆက်နှိုးပုတ်ပါတော်ချင်းရင်ကနေဝေးရအောင်အတင်းမောင်းထွက်ခဲ့တယ်ကျွန်တော်ဘယ်တော့မှအဲ့နေရာကိုပြန်မသွားခဲ့ပါဘူး နောက်ပိုင်းမှာဥဆောင်လင်းဒေါ်ရီမွန်ဥကြုံမင်းတို့သုံးဦးစလုံးမြေအောင်ဘိမှန်မှာပဲပျောက်ဆုံးသွားကြောင်းတပ်ဆိုင်ရာဌာနတွေကအတည်ပြုခဲ့ကြတယ်။လူတွေကတော့သူတို့ဟာယထနာလူရင်တက်ကြတာဖြစ်မယ်လို့ကောက်ချက်ချခဲ့တယ်။ကျွန်တော်တယောက်တည်းသာသူတို့ဘာကြောင့်တည်ဆုံးခဲ့ရတယ်ဆိုတာအမှန်တိုင်းသိနေတာပါ။အခုကျွန်တော်နေတဲ့တိုက်ခန်းမှာညဘက်ဆိုအိတ်မပြောတော့ပါဘူး။ညလုံးကိုမှိတ်လိုက်တာနဲ့ဥဆောင်လင်းရဲ့လှံကိုကင်ပြီးရှင်နေတဲ့ယူတုတဲ့မျက်နှာကိုပဲမြင်အောင်နေတော့မယ်ဗျာ။ ကျွန်တော်ကိုယ်ပေါ်မှာထူးခြားတဲ့အမှတ်အသားတစ်ခုရှိပါတယ်။အဲ့ဒါကတော့ကျွန်တော်လှန်တော်ရဲ့အနက်ရောင်ငွေကိုရိုက်ခတ်ခံလိုက်ရတဲ့ညာဘက်လက်ဖြံပေါ်မှာရွှေဝါရောင်အစင်းချောင်းလေးတစ်ခုထင်ကျန်နေရတယ်။ဒေါ်ရီမုံပြောခဲ့တဲ့စကားကိုကျွန်တော်အခုထိမမေ့ပါဘူး။ဒီလက်နက်ကယတနာမဟုတ်ဘူး။သူကချိန်စာတစ်ခုကန်ဆောင်သူရဲ့အလုံရမတ်ကိုအကြီးဆုံးပုံဖော်ပေးလိုက်မယ်။ဒါပေမဲ့ပုံဖော်ပြီးရင်တော့ဒီလူရဲ့အသက်ကိုရယူလိုက်မယ်။ အရိန္ဒမလှန်တော်ဟာပုပ်ပားထောင်ချီရင်ကမြေအောင်ပိမှန်ထဲမှာရှိနေသေးပါပဲ။သူဟာတောက်ပနေပြီးအစ်စ်တဲ့သောသွေးတွေကိုစောင့်မျှော်နေသေးပါ။စာဖတ်သူတို့အတွက်သတိပေးချင်တာကတော့အတိတ်ကနန်းစဉ်ရတနာတွေအစွမ်းထက်လက်နက်တွေရဲ့နောက်ကွယ်မှာအမိုင်းဆောင်တွေကပြုံးမပြတဲ့အမောင်မိုက်ဆုံးသွေးဆုံးခဲ့တဲ့လျှို့ဝှက်ချက်တွေရှိနေတယ်ဆိုတာပါပဲ။အာဘိနာဆင်ပေးခဲ့ကြတဲ့တူဦးတယောက်ချင်းဒီကိုကျေးဇူးအထူးပဲတင်ကြည့်ပါရခင်ဗျာ။ ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးပြုလုပ်ပေးခဲ့ကြပါဘူး။နောက်ထပ်လည်းထူးခြားဆန်းကြတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးဦးမှာမို့လို့စောင့်မျှော်နားဆင်ပေးကြပါဦးတောင်းဆိုချင်ပါတယ်ခင်ဗျာ။